ဆက်တလအရွယ်ကလေးလေးကိုအတော်ပြစ်တဲ့သူက24လွာကနေပြစ်ချပြီးတော့တပ်ပြစ်လိုက်တဲ့အမှုပေါ့နော်အဲ့ဒါလဲကိုရီးယားနိုင်ငံဒဲကူမြို့မှာဖြစ်ပျက်ခဲ့တာပေါ့နော်မနစ်က9လပိုင်းမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်ဖြစ်စဉ်ကဘယ်လိုလဲဆိုရင်မိဘအများနေမှာသူတို့ဆွေမျိုးတွေစုပြီးတော့သမင်းစားကြတဲ့အချိန်မှာပေါ့နော်ကလေးကိုသူကြည်ထားမယ်ဆိုပြီးတော့ကလေးရဲ့အမေကသူ့အတော်ကိုကလေးပေးလိုက်ပြီးတော့ဒီသမင်းဝိုင်းပြင်နေတဲ့အချိန်ခါမှာကလေးရဲ့အတော်ကရုတ်ရက် အပြစ်လွန်ကျူးခဲ့တာဖြစ်ပါတယ်။တခါတည်းအရေးပေါ်ကခေါ်ခဲ့ပြီးမဲ့လေကလေးဆိုတာအသက်ဆုံးရှုံးခဲ့ရတာပေါ့နော်။အဲ့လိုနဲ့စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာဒီကလေးရဲ့အတော်ကစိတ်ကြယောဂဝေဒနာခံစားနေရတဲ့သူစိတ်ကြဆင်းတောက်နေရတဲ့သူဖြစ်တဲ့အဲကြောင့်မလို့တရားသူကြီးကသူ့ကိုထောင်ဒဏ်15နှစ်ပဲချမှတ်ခဲ့တာပေါ့နော်။ဒါကြောင့်မလို့ကိုရီးယားပြည်သူပြည်သားတွေကဟာကလေးကိုအဲ့လိုမျိုးဖြစ်စေရဆိုရင်ကလေးအတော်ကိုလည်းဒီထက်ပိုပြီးကြီးလေးတဲ့အပြစ်ဒဏ်ပေးရမှာဖြစ်တယ်။ဘာဖြစ်လို့ကရကိုရီးယားဥပဒေက ဘာဖြစ်လို့ပေါ်ရောရတာလဲဆိုပြီးတော့အဲ့လိုအပြစ်တင်တဲ့သူတွေလည်းအများကြီးရှိတာပေါ့နော်ကလေးရဲ့အတော်ကလေးအသက်40ကျော်ပေါ့နော်သူ့ကိုဘာဖြစ်လို့အဲ့လိုအပြစ်လွန်ကျူးရတာလဲလို့ပြောတဲ့ခါကျတော့ကလေးကိုစိတ်ဘာမှမနာကျင်စေဘဲနဲ့အနာယူခိုင်းတာလို့ပဲဖြေချခဲ့တာပေါ့နော်ဒီစိတ်ကြယောဂဝေဒနာရဲ့လက္ခဏာကမျောလင်းချက်မရှိဘူးစိတ်မပျော်ရွှင်ဘူးအမြဲတမ်းအနှုတ်လက္ခဏာဆောင်တဲ့အသွေးပဲတွေးတဲ့တွေးတာပေါ့နော် ကိုရီးယားနိုင်ငံကတိုးတက်တဲ့နိုင်ငံဖြစ်ပေမဲ့လည်းဒီကိုကိုကိုစိတ်ကြယောဂဝေဒနာခံစားပြီးတော့ကိုကိုကိုတတ်တည်တဲ့နှုံအများဆုံးနိုင်ငံအများဆုံးထဲကနိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်အခြေအနေကောင်းပေမဲ့လည်းစိတ်မကြမှာဘူးဆိုရင်သူ့ရဲ့နေရတိုင်းဆိုတာပျော်ရွှင်မှာမဟုတ်ဘူးပေါ့နော်အခြေအနေမကောင်းပေမဲ့လည်းသူ့ရဲ့စိတ်ကကြမ်းမာနေမှာဆိုရင်သူ့ရဲ့နေရတိုင်းဆိုတာလည်းပျော်ရွှင်မှာပဲဖြစ်ပါတယ်